။နေရာမှာ excellent body treatment လုပ်ထားသေးတယ်။ဖေကတော့နည်းနည်းဟိုပိန်နဲ့ထင်တဲ့ပါကိုကိုတိုင်းလည်း yoga တို့ workout တို့လုပ်တော့အစီတော့အရင်မတက်ဘူး။ဒါပေမဲ့ main ကလေးဖြစ်တော့လေနည်းနည်းလေးဝါလာပြီဆိုလို့ရှိရင်ဒီ bike နေရာခါနေရာတက်တယ်။အဲ့တော့အဲ့အဲ့ excellent body treatment ကြတော့ तू ကအဲအဲ့လို ဒီ14နဲ့ပဲပေါ့နော်ခွဲစိတ်စရာလည်းမလိုပြီးတော့အတိအ shape ပေါ့啊 gym ဆိုရင်တော့မြေမရအဲ့လိုအရင် muscle ဘက်ကိုမသွားဘဲနဲ့ body beauty ဘက်ကိုနည်းနည်းသွားရတဲ့သူဆိုတော့အဲ့လိုခါနည်းနည်းသေးသေးလေးနဲ့ပေါ့နော်အဲ့လိုမျိုးလေးသွားတာဆိုတော့အဲ့ဒါလေးလှုပ်ချက်လှုပ်ချက်ခဲ့ပါတယ်ဟုတ် ော့ဒီနေ့ပွဲကိုခင်ဗျာလေမွန်အနေနဲ့ပေါ့နော်တက်ရောက်တာပါအဲအဲ့မှာ treatment ကတော့တော်တော်များတော့လုတ်ဖြစ်တယ်ဟိုဒီ lemon lift ကတော့တောက်လျှောက်လုတ်ဖြစ်နေရဲ့ treatment ပေါ့နော်အသက်နည်းနည်းကြီးလာတာလေတင်တာလေးကနည်းနည်းတော့ညော့ကျင်လာပြီဆိုတော့အဒါကတော့ဒီအသက်အရွယ်အပိုင်းခြားမှာလုတ်တဲ့ lemon lift ပေါ့ပြီးတော့ခင်ဗျာကျတော့အဲ့လိုမျက်နှာကို ဟိုအဲ့လိုမျိုးနည်းနည်းအက်တွေပါလေလောရမှာတော့နည်းနည်းကြောက်တတ်တယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့အဲအဲ့လိုဒေါင်တိုင်းမရှိဘူးအဲ့ဒါလေးလုတ်ဖြစ်တယ်ပြီးလို့ရှိရင်အဲမနေ့ကမှဒီပွဲရှိရဲ့အတွက်ကာဗွန်လေးစာလည်းလုတ်ဖြစ်ခဲ့အမမြက်လေးလည်း stage ပေါ်မှာပြောသွားတယ်ကာဗွန်လေးစာဆိုအရန်တိတာပေါ့မမြက်အသားညိုတယ်လေအသားညိုပြီးတော့မျက်နှာကမှန်တမ်းမျိုးလို့ရှိရင် skin ကအရန်ကောင်းတဲ့ထဲမှာပါဘူးအခီးသွားတာတို့ stress ပြရာတို့ဆိုလို့ရှိရင်မျက်နှာအချက်ချင်းကိုအဲ့လိုမျိုး break out ဖြစ်ချင်တာဆိုတော့ အဲ့လိုပဲမင်းမင်းဆိုဝက်ဆန်လေးနဲ့နဲ့ထွက်နေရအဲ့သူတို့ကညရဲတဲ့ဟိုလောက်ပေးလိုက်မယ်ဆိုဒီနေ့တော့တော်တော်လေးဟိုတိတာသွားရပေါ့နော်မျက်နှာနေထားမိတ်ကပ်လည်းရအဆင်ပြေရပြီးတော့မင်းကမှ excellent body treatment လုပ်ထားသေးရပြီးတော့နည်းနည်းဟိုပိန်နဲ့ထင်တဲ့ပါကိုကိုရာလည်းယောဂရော workout တော့လုပ်တော့အစီတော့အရင်မတက်ဘူးဒါပေမဲ့ main ကလေးဖြစ်တော့လေနည်းနည်းလေးဝါလာပြီဆိုလို့ရှိရင်ဒီ bike နေရာခါနေရာတက်တယ်အဲ့တော့အဲ့အဲ့ excellent body treatment ကြတော့ तू ကအဲ့လို ဒီ14နဲ့ပဲပေါ့နော်ခွဲစိတ်စရာလည်းမလိုဘူးပြီးတော့အတိအရှိတ် ပေါ့อ่ะ gym ဆိုရင်တော့မြေမေကအလိုအရင် muscle ဘက်ကိုမသွားပဲနဲ့ body beauty ဘက်ကိုနည်းနည်းသွားရဲသူဆိုတော့အလိုခါနည်းနည်းသေးသေးလေးနဲ့ပေါ့เนาะအဲ့လိုမျိုးလေးသွားတာဆိုတော့အဲ့ဒါလေးလှုပ်ချက်လှုပ်ချက်ခဲ့ပါတယ်ဟုတ်အဲအကုန်လုံးကြိုက်တယ်မြေမေတို့လည်းတော်တော်များ aesthetic တွေသွားဖို့ပါတယ်အကုန်လုံးကြိုက်တယ်ဆိုတော့အလိုဝင်ကလေးကအဲ့လို lemon tea လေးတိုက်တာအစားကြိုက်တယ်ပြီးတော့အရင်ကိုခဲလှုပ်တယ်ပေါ့เนาะခဲလှုပ်တယ်မနေ့ကဆိုလို့ရှိရင်လည်းလေစာတွေပါလှုပ်တဲ့ဟာကြတော့မြေမေကနည်းနည်းကြောက်တတ်တော့လေနည်းနည်းတွန့်နိုင်ပါဆိုလို့ရှိရင်သူအဲ့လိုလမောင်းလေးအလိုလေးပုတ်အဲ့လိုမျိုးလေး ရားဆိုအရင်ခဲမကြောက်နဲ့အဲ့ခဏလေးခဏလေးဆိုအဲ့လိုပုတ်ပေးပြီးတော့သူတို့ဘေးနားမှာတောက်လျှောက် stand by ရှိနေပေးပြီးတော့ခဲလို့ပေးရအောင်အဲကိုကသဘောကျတယ်ပေါ့နော်အဲဟိုမျိုးတော့အများပြောနေကြစကားရှိရလေမလိုက် main clay ဆိုတာမရှိဘူးမပြင်းတဲ့ main clay ပဲရှိရဆိုတာလေဆိုတော့ဒီအလားပါနဲ့ပတ်သက်ပြီးတော့ main clay တွေကလေအဲ့လိုမွေးကြရတယ်နောက်ဆုံးအချိန်အဲ့လိုအသက်တော်တော်ကြီးတဲ့အထိကိုလှကျင်ကြတာကွာဆိုတော့ ကိုတက်နိုင်တဲ့အလားပါထိမ့်သိမ့်မှုတွေကိုတက်နိုင်တဲ့ skin care တွေရောဟိုအမျိုးသမီးတိုင်းလိုလိုလက်လက်မိတလောက်တော့လောက်ကြရပါပဲမြို့လို့ဆိုလို့ရှိရင်အရင် talk show တွေဒါအများကြီးပြောတဲ့အခါမှာဆိုလို့ရှိရင်နီးမှန်လမ်းမှန်နဲ့ကိုယ့်ရဲ့အသားရေကိုယ့်ရဲ့ခန္ဓာကိုယ် body ကိုထိမ့်သိမ့်မှုအတွက်ကိုအများကြီးမြို့လို့ special guest တွေနဲ့ပြောခဲ့ကြတာပေါ့နော်ဟိုတော့ကိတ္တပြုံမျိုးပါတော့ဟာဆိုအခုလဲဒါအဲဒီဒီလိုမျိုး aesthetic တွေခေတ်စားလာတဲ့အခါမှာနံပါတ်1အချက်ကတော့တကယ်ကိုစိတ်ချယုံကြည်ရတဲ့ အဲ့ဖြစ်ရနေရဖြစ်ရမယ်ပေါ့နော်တကယ်ကျွမ်းကျင်တဲ့အာဒီဒေါက်တာတွေနောက်ဒီအရေပြားနဲ့အသားရည်နဲ့ပတ်သက်ပြီးတော့တကယ်ကိုသိထားတဲ့သူတွေအဲ့လိုနဲ့ပဲလုပ်ပါအဲ့နောက်ဘလို့ရှိရင်နောက်မိန်းကလေးဖြစ်တဲ့အတွက်ကိုဒီအလားပါအပြင်ကိုယ့်ရဲ့ကျန်းမာရေးအဲ့ကိုယ့်ရဲ့ဒီစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်တခုပဲလှနေလို့မရဘူးနော်မိန်းကလေးတွေကလေ လိုရုပ်ကိုဘလောက်ပဲပြင်ပြင်စိတ်မပျော်ရွှင်ဘူးဆိုလို့ရှိရင်တကယ်ပျော်ရွှင်တဲ့ပုံရိပ်အလှစက်ကမမြင်ရဘူးအဲ့တော့ကိုယ်စိတ်ပိုင်းဆိုင်ရအောင်ပါပျော်ရွှင်အောင်နေဖို့ပေါ့နော်ဒီကိုယ်တိုင်လည်းအလိုလိုလေး try နေပါတယ်ဆိုတော့ဒီစားတာကတော့ဘလို့နီးနဲ့မဆိုလှောက်အောင်စူးစမ်းတဲ့အခါမှာကိုရွေးချယ်တဲ့နေရာကယုံကြည်စိတ်ချပြီးတော့ uh side effect မရှိဘူးနောက်ပြီးတော့ကိုယ်နဲ့ကပ်နေတဲ့ယူလိုက်တဲ့ treatment တွေကိုယ်နဲ့ကပ်နေတဲ့ treatment တွေဖြစ်ဖို့ပေါ့နော်အဲ့ဒါလေးတော့အရေးကြီးပါတယ်ဘယ်မှာ strong မဖြစ်ဘူးဒါပေမဲ့ strong ဖြစ်ဖို့ကြိုးစားနေရတူပေါ့တကယ်ချင်း၃ယောက်ထဲမှာဆိုရင်တော့မှကိုကနည်းနည်းလေးအဲ့လိုမိခိုတက်တယ်အာဟိုကြောက်တက်တယ်အဲ့လိုမျိုးထဲမှာပါပါတယ်ဒါပေမဲ့ဒီလိုနေလို့မရဘူးဆိုတော့အသိဝင်လာတဲ့ခိုက်တက်ရှိရပေါ့လေနော်ဆိုတော့ strong ဖြစ်တယ်ဆိုတာကလည်းငါဘာကြီးပါငါအကုန်လုံးနိုင်တယ်အဲ့လိုမျိုးပြောချင်တာတော့မဟုတ်ဘူးပေါ့လေမိန်းကလေးတယောက်ကကိုကိုယုံကြည်မှုရှိရမယ်ကိုရဲ့ဘလို့အလုပ်ကံမျိုးကိုလုံးလက်ရှိလုပ်နေတဲ့ professional အလုပ်တစ်ခုကိုကတမိုးထားတတ်ရမယ် အဲ့လုပ်ငန်းခွင်အဲ့ပတ်ဝန်းကျင်အဲ့မိသားစုမှာပို့ပြောရွှင်ရမယ်။ဒါဆိုအတိုင်းအတာတစ်ခုလောက်ဒီအိမ်မင်းကလေးကရက်ကြည်လို့ရတယ် strong ဖြစ်တယ်လို့ယူဆတာပေါ့။ငါတမားရဲ့မင်းကလေးပါကဘူးမှမလို့ငါတော့အလိုပဲဆိုရဲဟာမျိုးတဲ့မှာလို့မပါဘူး။မတမားပါဘူး။ဒါပေမဲ့စူးစမ်းနေပါတယ်။မလို့ကြီးပါဆိုပြီးတော့မူတီတော့မပေးနိုင်ဘူး။အဲ့ဒါတော့တည်ကြတယ်။ပြီးတော့အဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာခံစားနေရတဲ့အချိန်မှာဘေးနားသူတွေဘလောက်ပဲမူတီပေးပေးဘာကြီးပဲပြောနေပါစေအဲ့ဒါတွေတစ်ခုမှမဝင်ဘူး။ကိုခံစားရတာကိုပဲသိတယ်။ကိုလည်းခုမှခံစားဘူးလား။ ဆိုတော့ကိုကဘာကြီးပါဘလို့နေပါဆိုတော့အဲ့ချိန်မှာပြောနေတာကအလကားပဲဒါပေမဲ့အဲ့ချိန်မှာ self care ပေါ့နော် self priority ပေါ့ကိုရဲ့စိတ်ခံစားချက်ပျော်ရွှင်မှု agent မှုကိုအဓိကထားလိုက်ပါပေါ့နော်ခံစားရတော့ခံစားမှာပဲလူစွာလူစွာဒီလိုနှလုံးသားနဲ့တိစောက်ထားတာလေနော်ဆိုတော့ဒီမခံစားဘူးငါနေနိုင်တယ်လို့တော့ဘယ်ရှိပါမလဲဒါပေမဲ့ပြောပြီးတော့အဲ့လာယူပဲတစ်ချိန်လုံးခေါင်းထဲထည့်ပြီးတော့မစားနိုင်မသွားနိုင်မအိမ်နိုင် အလုံးမလုံးနိုင်လုံးလို့မဖြစ်ဘူးတော့ကမလုံးဆရာရအများကြီးဒီခကြီးမှာပို့ပြီးတော့ပင်ပန်းကြရလူတွေက struggle လုပ်ရတာများတော့ဒါကြီးကြောင့်ဆိုပြီးတော့အဲ့လိုကြီးအရင်လှုပ်ချပြီးတော့နေလိုက်ဖို့ဆိုတာမျိုးမဖြစ်စေချင်ဘူးခံစားဆရာရှိရဲ့အပိုင်းကိုခံစားနာကျင်ဆရာရှိရနာကျင် move on ဆရာရှိရ move on အလုံးလုံးဆရာရှိရဆက်လုပ်အချိန်တိုင်းအချိန်ကပဲစကားပြောမယ်ပေါ့နော်အဲ့လိုပဲပြောချင်ပါတယ်မိကလေးအရလို့ fighting okay